ေးမန္တလေးကဇီဝိုင်းအတောင်းချမ်းနဲ့လေအိုက်ကေဘေးဝေဘေးဆိုင်နေကုန်းဆောင်ဆိုင်နေနော်တို့ကေဘေးဆယ်သိန်းထုတ်တာတသိန်းဖြတ်တယ်ခမရတို့ရဲ့လောဘစိတ်တရားလေနော်ဘတော်မှတက်လို့သိမှာမဟုတ်ဘူးသိလားနော်ခမရတို့ရဲ့မျက်စိရှိကိုကြည့်လိုက်မယ်ဆိုလူတွေအသေးအပြောက်အရှာတွေကြောက်စရာကြီးအင်းမှာကျွန်တော်မိတ်ဆွေကြီးကိုမျှော်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ကျွန်တော်စကိုင်းတို့မန္တလေးတို့ဘက်မှာဒါငလျင်ဘေးတင့်ပြည်သူတွေကိုတွားရောက်လှူဒါန်းတဲ့ပရိသတ်သမားတွေကဆိုရင်ကျွန်တော်တို့ သူများတကလှူတဲ့ပတ်စံတွေကိုငွေပြန်ထုတ်တဲ့ခံမျိုးကြလို့ရင်တို့ငွေထုတ်ခတွေမတရားတောင်းထားတဲ့ဆိုင်တွေရှိနေတဲ့အတွက်ကြောင့်မလို့ဒီ private သမားတွေကတော်တော်လေးဒါစိတ်တူနေကြတဲ့ဗီဒီယိုဖိုင်လေးတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ပြည်စုံလေးတွေကိုကျွန်တော်တို့လိုက်ပါကြည့်ရှုပေးပါအောင်နော်ကေဘေးဆက်သိန်းထုတ်တာတတ်သိန်းပြတ်တယ်ခမရရဲ့တပိတ်ကစိတ်တရားလေးနော်ဘတော်မှတတ်လို့သိမှာမဟုတ်ဘူးသိလားနော်ခမရရဲ့မျက်စိရှိကိုကြည့်လိုက်မယ်ဆိုလူတွေအသေးအပြောက်အရှာတွေကြောက်စရာကြီးခမရရဲ့ကြောနာကိုလှဲကြည့်လိုက်မယ်ဆိုတိုက်ပြက်ကြီး တော့ပြိုကြလာတာတွေရားစရာမရှိအဲ့ဒီနေရာလေးအတွင်းမှာနေခမားတို့ကမတရားယုံမှမှုတွေကွာ KB 70တဲကိုတတ်သိမ်းနေမနေ့ကစကိုင်းနဲ့မန္တလေးနဲ့အောင်ချမ်းရောက်သွားတယ်အဲ့တော့တပေးလို့တမေးတယ်တထုတ်တယ်စဲသိန်းကိုတသိန်းဖြတ်တယ်နော်ကျွန်တော်မြန်မာနိုင်ငံကြီးထဲမှာကလေအမတန်ရိုးသားပြီးတော့အကျဉ်းသားတရားစီတဲ့လူကတတ်တတ်စီတယ်အဲ့တော့ဘလို့မျိုးကြီးပဲဖြစ်နေဖြစ်နေကွာအကျဉ်းသားတရားမဲ့ပြီးတော့နော်လောဘစိတ်တွေနော်မတရားစိတ်တွေရဲ့အဲ့လိုလူတွေကတတ်တတ်ကိုစီတယ် တော့ပြောသင့်တဲ့အရာတော့ပြောမှာပဲလှူတာလှူတာတက္ကနာဒီလိုငလေပေးပတ်သက်တဲ့အချိန်ကာလမှာကွာအလှူရှင်တွေကပြည်တွင်းပြည်ပကနေပြီးတော့ချွေးနှွေးစာလေးတွေနဲ့တတ်နိုင်သလောက်စုပြီးလှူတာเนาะတကြက်ကစားတန်ဖိုးရှိတယ်သိပြီလားသူများလှူရင်၁၀သိန်းလှူရင်၁၀သိန်းစည်ရင်းပြန်တင်ပြတယ်ခမားတို့က၁၀သိန်းကေပေးထောက်ရင်၁သိန်းဖြတ်တယ် စားစံကြိုက်တဲ့လို့စားဝိဆိုတာနောက်ဘွားမရဘူးတိလားနော်ကံကြမ္မာကြီးဆိုတာနောက်ဘွားမကူခမရတို့အလဲရောက်မယ်စောက်ကြည့်လိုက်မယုံဘူးဆိုရင်တိလားနော်ခမရလောဘစိတ်တွေကအရန်ကြောက်စရာကောင်းတယ်တိလားရေတကောက်ကိုတသောင်းနှစ်ထာနော်ကေပစ်စဲသိန်းထုတ်တာတသိန်းဖြတ်တယ်မကြားဘူးပါဘူးနော်ဘာအကျင်နာတရားစီတာလိုင်းပေါ်စောက်ပို့လောက်ပြီးတော့အကျင်နာတရားစီတာတွေတို့တနာတာတို့ဒီတော့စောက်ပို့လက်စာလေးနဲ့ဘာမှမကုံမနဲ့ရေးတာနင်တို့ရဲ့နှလုံးသားထဲမှာလေလောဘစိတ်တွေကတတ်လို့မသေးဘူးနော်တော့ ဘာပဲဖြစ်ဖြစ်တလားအလူဒီငလီမင်းနဲ့ပတ်သက်ပြောကွာလှူတဲ့လူရှင်တွေတကယ်ကိုလေးစားတယ်ကိုကိုတိုင်နဲ့တနိုင်တာအကုန်ပါဝင်တယ်ချပြမှာအကုန်လုံးပြောပြမယ်လှူရရင်ပြီးရောအဲ့တော့အလူရှင်ပေးတဲ့ပတ်စံဒီတစ်ခုရရင်တစ်ခုဝယ်မယ်နှစ်ခုရရင်နှစ်ခုဝယ်မယ်ဆိုပြီးတော့ဖြစ်တယ်လို့ဝယ်ပြီးလှူတာကိုချမ်းလက်မခံတန်ရန်တန်ကြီးပေးပြီးဝယ်ပြီးလှူတန်ရန်တန်ကြီးပေးတစ်ထောင်တန်အောင်တစ်ထောင်ပဲပေးတစ်ထောင်တန်အောင်နှစ်ထောင်ပေးပြီးဝယ်စရာစောက်ကြောင်းမရှိဘူးနော် နှစ်ထောင်တန်တော်နှစ်ထောင်ပေးဝယ်စရာစောက်ချောင်းမရှိဘူးလူတွေကမတရားလွန်လွန်းနေလဝါကြီးရောက်တတော်ယုံမာတယ်ကွာတချို့လုပ်ငန်းရှင်တချို့ကုန်တယ်တအားယုံမာတအားကိုလောဘစိတ်တရားလေးနှစ်ထင်မို့ဟိုကောင်းကြီးကြီးရောက်နေတာတိလာသူတို့တွေလေအရန်ကြောက်စရာလေးကေပိတသိန်းကိုကျွန်တော်တသောင်းဖြတ်တယ်ကွာဆယ်သိန်းထုတ်ရင်တသိန်းဖြတ်တယ်ထေလောက်ဒီလူတွေကတို့ရဲ့မျက်စိရှိမှာပဲတိလာအာအခုတွေ့ခုသိเนาะပြိုပျက်စီးเนาะတံမိုးကြီးကအကုန်လုံးပြားစရာပြန် ကြားစရာမရှိတော့သူတို့မျက်လုံးမှာမြည်နေတာတော့သူတို့ရဲ့လောဘစိတ်ကမရက်သွားဘူးတကယ်ကြောက်စရာကြီးတလားတကယ်ကြောက်စရာကြီးခင်ဗျာမပြည့်ကြတော့မပြောချင်ကြဘူးကွာတလားအလွယ်တကူရတဲ့အလူငွေတွေနဲ့အာရသလိုဝဲတယ်ရသလိုလှူတယ်ဒါပေမဲ့မတော်မတရားကြီးပေးရတာဘယ်သူမှထုတ်မပြောအဲ့ဒါကိုချမ်းမခံနိုင်စောက်သေးအယမ်းရတယ်ကွာပြောရကွယ်ပြောရဒေါင်းစားမတွေကိုပြောရနင်တို့မတရားလုပ်တဲ့ဟာကြီးအေးမန္တလေးကဇီဝရေးတောင်းကျမ်းနဲ့လေအိုက်ကေပေးဝေဝေးဆိုင်နေကုန်းဆောင်ဆိုင်နေ နော်မင်းတို့တွေသတိထားကြနော်မင်းစဉ်းစားကြည့်ဟာဒီလောက်ငလင်းဘေးအတွက်လာပြီးတော့မှကေဘေးဆိုင်မှာကေဘေးထုတ်ပါတယ်ဆိုမှနင်းရဲဟိုထုတ်ခါကို6000ယူတယ်နဲ့ငါပြောတာရှင်းရှင်းလင်းလင်းကတောင်း2000လောက်ယူတော့ဘာဖြစ်မှာတော့ဒီယုတ်ကြီးနဲ့ငါသွားတာလေအကိုရဲ့ချော့ချော့ပေါ့ပေါ့ယူပါ6000ဆိုတော့များလွန်းနေအဲကျွန်တော်တို့6000တော့မထုတ်ဘူးမယူပါနဲ့ဟောနော်အဲ1000 2000လောက်ယူပေါ့ဗျာဘာဖြစ်လို့တော့ဒါလေးယူရတာဘာဖြစ်မှာမို့လို့တော့နောက်ပြီးတော့အဲ့မှာရေတန်းကတ်တွေဈေးတွေတက်ကတ်ကို4000နဲ့ရေတန်းတက်ကတ်ကို4000နဲ့ စဉ်းစားကြည့်သမ်းများရေဘေးအတွက်သွားလူတာအရင်တိုင်းနည်းနဲ့ပေးလိုက်ပါကဟမ်ကေဘေးဝေဘေးဆိုင်နေရောနော်တကယ်ကျွန်တော်မပြောချင်ဘူးသိလားအဲ့6000ဆိုတာပေးရတာဗျာဥပစာမဟုတ်ပေမဲ့လေအဲ့6000ကလေတကယ်ကလူမဲ့ဆိုလို့ဆိုရင်လေအဲဆုံးတော့တအိမ်အောင်လောက်ကတော့ဟိုဘောပြောမယ်ဆိုမိသားစုဝင်တစုလောက်ကတော့2ရက်3ရက်အေးအေးဆေးဆေးဗျာစားလို့တောက်လို့ရတဲ့ငွေပမာဏကြီးတကယ်အမှန်ဆိုလို့ဆိုရင်လေမယူနဲ့မပြောပါဘူးဗျာချော့ချော့ပေါ့ပေါ့ယူကြပါကျွန်တော်တို့ကလာတာ ရန်ကုန်ကနေလာတာနောက်မန္တလေးစကိုင်းနောက်အကုန်နှက်ဆန့်အောင်သွားပြီးရာသမျှအလူငွေကိုထုတ်ကြတာ ဲ့လောက်ထိကြီးစီးပွားရေးတွေမတောင်းကြရပါနဲ့သိလားနော်ဟိုဘေးတစ်ခုခုဖြစ်တာနဲ့အဲ့လေနောက်ပြီးတော့အဲ့စီးပွားရေးသမားတွေကိုပြောကြတာဘေးတစ်ခုခုဖြစ်တာနဲ့ဈေးနှုန်းတွေအကုန်ထိုးတင်ထိုးတက်အကုန်ထိုးရောင်းအဲ့ခကြီးကမဟုတ်တာပါဗျာကျွန်တော်တော့မပြောတော့ဘူးโอเคကျွန်တော်တို့ဒီပိုင်းလေးကဒီလောက်ပါခင်ဗျာဒါဆိုဒါဆယ်လီဒီယာဆိုနဲ့သူပြောသွားတာမှန်တယ်နော်အခုလိုချိန်မှာအလုံးဒုက္ခရောက်နေတဲ့ချိန်မျိုးမှာဒီလိုမျိုးဈေးတွေတင်ရောက်နေဒီလိုမျိုးသူများတကလူသားတဲ့အလူမျိုးတွေတော့ထုတ်တဲ့ခါမျိုးကြလို့ရဒီလိုမျိုးမတရားတွေပေါ့နော် ဒါငွေလွှဲငွေထုတ်ခတဲ့ယူတယ်တော့တော်တော်လေးဟိုမှာစိုးရတယ်ဗျ။အဲ့လိုဒီကုလိုချိန်မှာကျွန်တော်တို့ဟာဆိုရင်ဒါဒီကိုတွေပြောသွားသလိုပဲเนาะဒါမြန်မာပြည်မှာနှစ်ဖွဲ့ကွဲနေတယ်ဒါငလျင်ပေးအတွက်ကိုဒါဒုက္ခရောက်လို့ကုညီတဲ့အဖွဲ့ရတသက်ပေါ့เนาะဒါဘလူးတေးတေးငတိမိုင်ပြီးရောဆိုပြီးတော့ဒါမှာတရားလောဘတက်နေတဲ့ဒါစီးပွားရေးတမားတွေကတသက်ရှိရယ်เนาะဒီငလျင်ပေးကြီးရဆိုရင်တကယ်ကိုမှတရားကြဖို့ကောင်းတယ်เนาะဘာဖြစ်လို့လဲဆိုတော့လူမျိုးမယွေးဘာသာမယွေးကိုအကုန်လုံးကိုဒါအဲ့ဒီမှာဆိုရင်ဒါဖြစ်သွားကြတာဆိုရင်တော်တော်လေးကိုတရားကြဖို့ကောင်းတယ်ဒါပတ်စံရှိတဲ့လူတွေမရှိတဲ့လူတွေရောဝန်တန်းတွေရော เนาะအများကြီးအများကြီးအဲ့ဒီမှာဒါယူရမယ်ဆိုရင်ဒီဟာတရားကြဖို့ကောင်းတယ်เนาะဟိုအဲ့ဒါကိုသူတို့ကတရားမကြတဲ့ပြင်ဒါဒီကိုတွေပြောသွားသလိုပဲเนาะလောဘဒေါသ మో ဟတွေပွားမွားပြီးတော့ဒီလိုမျိုးသူများလှူတဲ့ပတ်စံကိုငွေထုတ်ခတွေမတရားယူထားတဲ့ဆိုတာကတော့တော်တော်လေးတော့ဇိုးရတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကဒီလောက်ပါခင်ဗျဒါနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဒါပြန်လည်ဆုံတွေ့ကြမယ်เนาะ